ေးဗန်ညီကိုရီအားလုံးမင်္ဂလာပါကျွန်တော်ကတော့ဗိုလ်ထက်ကြီးပါမန်စီးတရင်းတွေကိုမြဲတင်ဆက်ပေးနေတဲ့မန်စီးဖန်တစ်ယောက်ပါဗျာအဲ့တော့ဒီနေ့မှာကျွန်တော်မန်ချက်စတာစီးတီးတရင်းတို့လေးကိုပြောပြပေးသွားကြမှာတယ်အဲ့တော့ပထမဆုံးတစ်ပုဒ်ပါဗျာခင်ဗျားတို့တည်ရှင်နေတဲ့ချက်ကီအကြောင်းပါဗျာအဲ့တော့ချက်ကီကလက်ရှိချိန်မှာမန်စီးတင်းနဲ့ကစားသမားနဲ့တာကျွန်တော်တို့ဒါချက်ကီနဲ့မန်စီးတင်းတာတဘောတူညီမှုရတာဗျာမန်စီးတီးနဲ့လိုင်ယွန်ကြတော့တဘောတူညီမှုမရသေးဘူးအဲ့တော့ Facebook ပေါ်မှာလည်းတင်းနေတက်နေတယ်သိရမလား Man City ကဈေးတွေပိုင်းမပေးခြင်းဘူးဘာဖြစ်တယ်ညာဖြစ်တယ်သိရမလား Janet Gazarma ကြီးကဈေးကြီးတွေပိုင်းပေးပြီးတော့ဒီ Gazarma ကမှ like ကတ်နေတယ်ပါညာလည်းမဟုတ်ဘူးဗျာဒါအမှန်တိုင်းပြောရင်ခင်ဗျားတို့ပြောနေတဲ့တင်းနေတစ်ခုမှမဟုတ်ဘူးဗျာဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော် check key ကိုယ်တိုင်ပြောပြီးသား ျွန်တော်တို့ဒါအင်တာဗျူးမှာသူကိုယ်တိုင်ဖြေထားပြီးတာသူပြင်တင်းတဲ့ပွဲအတွက်အိုင်ယွန်ဆိုင်နေလို့အဲ့ဒါပြီးရင်တော့အကုန်လုံးဒါခင်ဗျားတို့ထင်လို့ဖြစ်လာပါလိမ့်မယ်ဆိုပြီးတော့ပြောထားတာအဲ့တော့သူ့ကိုလိုက်နေတဲ့အတင်သူနဲ့တဘောလူညီမှုရထားတဲ့အတင်တင်းကမန်စီတင်းမဲ့ရှိတယ်ဗျာအဲ့တော့အခုညာဆိုလို့ရှိရင်ပြင်တင်းတဲ့ဂျာမနီပွဲပြီးသွားပြီဗျာအဲ့တော့ချက်ကီပြောင်းရွှေ့ရပြန်ဆလာလိမ့်မယ်အဲ့တော့အဲ့ဒါကိုစောင့်နေတာဗျာပြောမလို့ချက်ကီအစင်နဲ့မဖြစ်သေးတော့ခါကျတော့ကျွန်တော်တို့မန်စီတင်းကအရင်မလှုပ်ရှားရဖြစ်လိမ့်မယ်အဲ့တော့မကြခင်အချိန်တွင်းမှာလိုင်ယွန်နဲ့ပြောင်းရွှေ့ကြီးကိစ္စညှိနှိုင်းလိမ့်မယ် ဒရုန်းမန်စီတင်ကပြောင်းရွှေ့ခြေကိစ္စနဲ့ပတ်သက်ပြီးတော့ဘယ်တော့ကမှကျွန်တော်တို့ဒါ Titan နဲ့ပြောင်းရွှေ့ခြေတခုဆိုလို့ရှင်ပေးကိုပေးတယ်ခင်ဗျားတို့စိတ်ပူမနေနဲ့တိလားချက်ကီမန်စီကိုရောက်ကိုရောက်မှာနော်မန်စီတင်ကစောက်ရိုင်းဈေးကြီးမှတာကျွန်တော်တို့မခေါ်တာဗျာ Harry Kane တို့ Harry Maguire တို့ပြီးလို့ရှင် Van Dijk တို့ကဈေးရန်ကြီးနေဒီဒါလေပြီးလို့ရှင် Rice တို့ဈေးရန်ကြီးလို့တော့သူကနောက်ဆုတ်သွားတာဗျာအဲ့တော့ဒီချက်ကီရဲ့ ီဇင်းလုံးလောက်ကတော့မန်စီးရပေးကိုပေးလိုက်မယ်မကြခင်ပေးပြီးတော့မကြခင် here we go ဆိုတဲ့တန်ကြားလိုက်မယ်ဗျာအဲ့တော့ထားလိုက်တော့ checky ကရောက်ကိုရောက်လိုက်မယ်အဲ့တော့နောက်ထပ်တစ်ပုတ်ကတော့ကျွန်တော်တို့ဒါ libramento ပေါ့နော် libramento ကကျွန်တော်တို့မန်စီးအတင်းကလိုက်နေတာဘာလို့လဲဆိုတော့ကျွန်တော်တို့ဘယ်နောက်ခံနေရာမှာအိတ်နိုရီကိုရောက်ပြီးတော့ရပြီးတော့ရာအဲ့တော့ညာနောက်ခံလူနေရာအတွက်က libramento မန်စီးရဆောင်ရမ်းတဘောကြတယ်အဲ့ဒါကြောင့်မို့လို့လေကျွန်တော်ခေါ်ခြင်းနေတယ်အဲ့တော့ဒါပေမဲ့အခြေအနေကလည်းနည်းနည်းရှုပ်ထွေးနေတယ်ဗျအဲ့တော့ကစားသမားဆန္ဒကတော့ဘာမှမသိရသေးဘူးတေချာတော့ newcast ဆိုရာဒီကစားသမားကိုမယောင်းခြင်းဘူး ဲ့တော့ကျွန်တော်တို့ဈေးကိုပို့တင်ထားတယ်ဗျာဈေးကိုတပြားမှရှော့မပေးနိုင်ဘူးဆိုပြီးတင်းကန်ထားတယ်မစီတင်းကလည်းတေးကြတာကျွန်တော် Titan နဲ့ပြောင်းပြွှေ့ကြည့်ပေးမှာဒါပေမဲ့ overprice ကြီးတော့သူပေးမှာမဟုတ်ဘူးဗျာအဲ့တော့အဲ့ချင်းလေးကနည်းနည်းလေးရှုပ်ထွေးနေတယ်အဲ့တော့ မြူကဆရာရှော့မလားဒါမှမဟုတ်ရင်မန်စီရပူပေးမလားတေချာတော့ကျွန်တော်မန်စီတင်ပူပြီးတော့ပေးမှာမဟုတ်ဘူးဗျာလီဘရာမန်တိုကြိုက်တယ်ဒါပေမဲ့မြူကဆရာဈေးအများကြီးတင်ထားရင်တော့ရောင်းမှာမဟုတ်တော့ဘူးဆိုရင်ဝယ်မှာမဟုတ်တော့ဘူးအဲ့တော့ကစားသမားပေါ်မှာလည်းမူတီးယာပေါ့နော်ကစားသမားကပြောင်းပြေးခြင်းနေဆိုရင်တော့ဒါအတင်းအတင်းကြာပြောင်းပြေးခြင်းကိစ္စကြီးပြန်ညှိနှိုင်းရမယ့်အနေအထားမှာရှိနေတယ်အဲ့တော့လီဘရာမန်တိုကတော့ကျွန်တော်တို့ဒီကလပ်ဝေါကတ်မတိုင်ခင်တော့ကျွန်တော်တို့ရောက်ဖို့အနေထားတော့မရှိဘူးကလပ်ဝေါကတ်ပြီးမှပဲကျွန်တော်တို့ဒါပြောင်းရွှေ့ရပြန်ပြီးတော့စလောက်တယ်ဗျာနော်အဲ့တော့ နောက်ထပ်ကျွန်တော်တို့မန်စီးတင်းတွေကတော့ပြောင်းရွှေ့တင်းပေါ့နော်ကျွန်တော်အိတ်နူရီယာမန်စီးတင်းမှာပြေဝင်ဆေးစစ်ပြီးတော့စာချုပ်လည်းလက်မှတ်ထိုးပြီးသွားပြီအဲ့လိုပဲကျွန်တော်တို့ Rinders ကလည်းကျွန်တော်တို့စာချုပ်လက်မှတ်ထိုးပြီးသွားပြီဟောပြီးလို့ရှိရင်ကျွန်တော်ဆေးစစ်မှုတွေလည်းပြန်လုပ်ပြီးသွားပြီအဲ့တော့ကျွန်တော်တို့မန်စီးတင်းက official ကြေညာဖို့ပဲကြံတော့တယ်အဲ့တော့ကျွန်တော်တို့ရဲ့နောက်ထပ်မန်စီးပွဲကဘယ်နေ့လဲဆိုလို့ရှိရင်ဂျွန်လ16ရက်နေ့ပါ16ရက်နေ့ Club World Cup ပေါ့နော်ဒါကမ္ဘာ ကလကပဖလားပြိုင်ပွဲကိုရှင်ပြိုင်ကစားတော့မှာပါကျွန်တော်တို့အဲ့တော့ဆက်ရှိရနေည10နာရီခွဲမှာကျွန်တော်တို့မန်စီပွဲရှိပါတယ်เนาะတိတ်မလို့တော့ပါဘူး9ရက်လောက်ပဲလိုပါတော့တယ်အဲ့တော့ကျွန်တော်တို့မန်စီပွဲကြည့်ရအောင်တော့နောက်ထပ်9ရက်ပဲထပ်ဆောင်ပေးပါလို့เนาะအဲ့တော့ဒီနေ့တက်ဆက်ပေးခဲ့တဲ့မန်စီဒင်းတွေကတော့ဒီလောက်ပါပဲဗျအဲ့တော့အားလုံးကျေးဇူးတင်ပါတယ်အဲ့တော့ညီကိုတိကျတဲ့ဒီနေ့ရှင်လဲကွန်မန့်မှာမိတ်ခဲ့ပေးပါကျွန်တော်ဒီလောက်ပြန်ပြေးပေးပါဗျအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုလဲ subscribe နှိပ်ခဲ့ပေးကြပါအောင်ဗျ